ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရဲ့ကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင် ဝင်နေဓမ္မတိလက်ဆောင်ကဏ္ဍကိုအစ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ၄ရက်နေ့မှာကြက်ရောက်တဲ့ဝန်ကြီးရှင်များကတော့မန္တလေးသာသနာ့ဘာဘုံဘောမာတင်ကျော်နိုင်မန္တလေးမြို့မှာပဲမန်ငယ်ပြည်မှုဝယ်မှာရွှေနီထုံတောင်ကူမှာဖယ်လင်းခင်းနေအေးပြည်မှုဝယ်မှာဦးရှိမော်အောက်ဖေးအခွေးတိုင်းစောမြို့မှာ ရင်ရင်ထွေးရင်ဦးမျိုးမှာဖွေစားမြတ်မို့ပြုံးလွယ်နောက်ခန့်ကြီးဗီဒီယေကုကံမှာဒီဒီအေနာဒါနီယယ်အခွေတိုင်းမင်းလာမျိုးနဲ့ချစ်ဖျားရွာမှာမိမိရွှေစင်တို့ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တောင်းဆိုလာတာကတော့ဒီကနေ့အောက်တိုဘာလ၄ရက်နေ့မှာဝင်နေချက်ရောက်တဲ့ဝင်နေရှင်ရိုစီမာဘူးရဲ့ဝင်နေထွက်ဆိုပြီးတော့အမ်မီပုံချိုင်းကနေ မိနစ်ဓမ္မတီတောင်းဆိုလို့လာပါတယ်ဒီကနေ့အောက်တိုဘာလ၄ရက်နေ့မှာဆက်ရောက်တဲ့ဘုန်းကြီးရှင်များကြည့်ရှုနာဆိုင်အပိနေကြသူများအလုံးပေါ်အပဘုရားသခင်ရဲ့ကောင်းချီးကျေးဇူးတော်များဆားတဲ့တို့တို့၍ခံစားရပါစေကြောင်းအရှတ်ဓမ္မတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ချုံဝင်းစော်တော်ကနေစုမုံတော်တောင်းပြီးသေတံရှင် ဂုတ်ကိုတည်ဆူထားတယ်။မျော်လင့်နေသူဆိုတဲ့ဓမ္မသခြင်းကိုတင်ဆက်ပေးလိုက်ပါတယ်။မေထွေနဲ့နနကလေးမှာအနှွေးသာပေတဲ့နေအောင်လေး 我若耶，真啊真累，有三杯一杯，但愿伊真嘞，咱要以后嘛，牵三个人来搞几对，一段路嘛困难都完了。虽然呢，生活多难嘞，心酸事嘞，山长水远。 ကိုယ်တော်ရဲ့အချစ်ချင်းမြတ်တာယူဆောင်ပေးနေတယ်သူပဲစံပေးတဲ့အရာတွေအလုံးဟာသူချစ်တဲ့လူတာတိုင်းတပါလိုအပ်သမျှပေးစွမ်းနိုင်တဲ့သူချစ် Já yeah. စိတ်ဆန်းစီတဲ့စမ်းကြောင်းလေးတွေကိုတော့ရဲ့ချစ်ချင်းမြတ်တာပြဆောင်ပေးနေတယ်သူပစံပေးတဲ့အရာတွေအလုံးဟာသူချစ်တဲ့လူသားတိုင်းတွက်ပါလိုအပ်သမျှပေးစွမ်းနိုင်တဲ့သူ 28ချိန်မြောက်သာမန်တင်းငွေတွေရှင်လူကဧဝံဂေလိချမ်းခန်းကြီးစကွန်ခန်းငယ်9မှ30ဘုရားခါသမန်တော်တို့ကသခင်ဖျားအားတပည့်တော်တို့၏ယုံကြည်ခြင်းကိုတိုးဝါစေတော်မူပါဟုလျှောက်ကြလေ၏သခင်ဖျားကလည်းသင်တို့အားငါမိန့်တော်မူသည်ကသင်တို့၌ဘုံရင်းစေးများလောက်ယုံကြည်ခြင်းရှိပါကဤပိုးကြပင်အားအမြင့်ပါနှုတ်၍ပင်လယ်ထဲတွင်ပေါက်ဆွေးဟုဆိုလေ ၎င်းသည်သင်တို့စကားကိုနာခံလိမ့်မည်သင်တို့တွင်ဤသူသည်ဘယ်ထောင်ရာမှဖြစ်စေတူးချောင်းရာမှဖြစ်စေလက်ခွင်းမှ ပြန်လာသောအခါမိမိအစီကံအားအစ်စ်တင်ချက်ချင်းလာ၍ဤစပွဲတွင် ထိုင်လို့ဟုဆိုမည်နည်းသို့မဟုတ်ပဲသူသည်မိမိအစီကံအားငါ့အဖို့ညစာကိုပြင်ဆင်တော့ဘာစားကြောက်နေစဉ်ခါကိုစီး၍ဘာလို့ရှိရာကို ဆောင်ရွက်ပေးတော့ ခုနောက်မှသင်စားတော့ရမည်ဟု၍ဆိုမည်မဟုတ်လောအရှိကံသည်မိမိစေခိုင်းသည့်အတိုင်းဆောင်ရွက်သောအခါသူသည် ထိုအရှိကံကိုကျေးဇူးကျင်တော်ထိုနည်းသူသင်တို့သည်လည်းမိမိတို့အားစေခိုင်းသည့်အရာအလုံးကိုဆောင်ရွက်ပြီးသောအခါမာရုကြီးမထိုက်ကြံသောအခြေခံများသာဖြစ်ပြီးမာရုဆောင်ရွက်ရမည့်တာဝန်ဝတ္တရားကိုဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟုဝန်ခံကြတော့ဟူ၍မိတ်တော်မူ၏ဤဒီပါ ယေရှုခရစ်၏မြတ်သောအဝင်လေးလေးဖြစ်ရတော်မူသည် ချစ်လှစွာသောညီအကိုမောင်နှမပေါင်းတို့ဒီနေ့တာမန်ကာလ28ကြိမ်မြောက်ကျွန်ုပ်အနေနဲ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး7အခန်းငယ်9မှ10ခုဖြစ်ပါတယ်။တပည့်တော်ကြီးတွေကယေရှုဖျားရှင်နဲ့အတူနေကြလို့ယေရှုဖျားရှင်ဘယ်လောက်ယုံကြည်ခြင်းကြီးတယ်လဲဆိုတာ သူတို့ကိုယ်တိုင်သိမြင်ကြပါတယ်။ဒါကြောင့်သူတို့လည်းယေရှုဖျားရှင်လိုယုံကြည်ခြင်းကြီးခြင်းနဲ့အတွက်ကြောင့် တပည့်တော်တို့ဤယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါလို့ဆောက်ကြပါတယ်။လူတွေကယုံကြည်ခြင်းယော့လာကြတယ်။ယုံကြည်ခြင်းပြက်လာကြတာကိုတွေ့ရမှာပါ။တချို့ဆိုရင်သူတို့ဆူတောင်းတာကိုဘုရားကမပေးလို့ဆိုပြီးဘုရားကိုမယုံကြည်ကြတော့ဘူး။တချို့ကလည်းဘုရားကိုလုံးဝအာမကိုလုံးဝမယုံတော့ပဲကိုဘွားတစ်ချောင်းလုံးဘုရားကိုဘေးချိတ်ထားတော့တယ်။ငါဟာငါလုံးမယ်။ ငါဟာငါဖြည့်ရှင်းနိုင်တယ်ဆိုတဲ့သဘောထားတယ်။ဖះကိုမယုံတော့ဘူး။ဒီလိုအချိန်ယူဒီဆိုရင်ငါတို့ဘာလုပ်ကြမလဲ။အဖြေကတော့ငါတို့စက်ယုံကြည်ကြရမယ်။တပည့်တော်ကြီးတွေလူတပည့်တော်တို့ယုံကြည်ခြင်းကိုတိုးဝါးစေတော်မူပါလို့ပဲထူတောင်းရမှာပဲ။ယုံကြည်ခြင်းကြီးမားကိုဖြစ်မှာမို့လို့ပါ။ဘာလို့ဖះကိုယုံကြည်ရမှာလဲဆိုတော့ဖះတကယ်ရှိတယ်။ အဲ့ဒီဖះကလူထက်သာတယ်လူထက်တတ်နိုင်တယ်ဒီသူဖះရှင်မိန်တော်မူတာကတင်တို့၌မုံညင်းစိလောက်ယုံကြည်ခြင်းရှိပါကဤပိုးစာပင်အားအမြစ်ပါနှုတ်၍ပင်လေတဲတွင်ပေါက်နေလောဟုဆိုလျင်၎င်းသည်တင်တို့၏စကားကို နားခံလိမ့်မည်တဲ့ယုံကြည်ခြင်းမဖြစ်နိုင်တာတွေလည်းဖြစ်နိုင်ပါလိမ့်မယ်ဒါဘာကိုဆိုလိုတာလဲယေရှုဖះရှင်ကိုယုံရင် ငါတို့လိုချင်တာဖះကို လုတ်ခိုင်းလို့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးဖះကိုခိုင်းစားဖို့မဟုတ်ပါဘူးယေရှုဖះရှင်ဆိုလိုတဲ့ယုံကြည်ခြင်းကဒါကိုပြောတာမဟုတ်ဘူးအဲ့လိုသာဆိုရင်ဖះကငါတို့ကြုံဖြစ်သွားမှာပေါ့မဟုတ်ဘူးလားယုံကြည်ခြင်းကဖះကိုယုံကြည်စေတာမဟုတ်ဘူးယုံကြည်ခြင်းကဖះကို ပြောင်းလဲစေတာမဟုတ်ဘူးယုံကြည်တဲ့လူကို ပြောင်းလဲစေတာပါ ဘယ်လိုပြောင်းလဲစေလိုက်တာလဲအရင်ကအခက်ခဲလေးကြုံလိုက်တာနဲ့မယုံကြည်တော့ဘူးဆိုပြီးယုံကြည်ခြင်းမှာလက်လျှော်ရတဲ့လူကိုဖခင်ကပြောင်းလဲစေလိုက်တာပဲဘယ်လိုဒုက္ခကြုံကြုံသူကပိုးပြီးယုံကြည်တတ်လာတယ်ဖခင်ကိုယုံကြည်တယ်ဆိုတာငါတို့ကြိုက်တာကိုဖခင်ကလုတ်ပြီးဖို့မဟုတ်ဘူးဖခင်ကြိုက်တာကိုငါတို့လုတ်နိုင်စေတာပါပဲ ဒီနေ့ဘုံကြီးဖတ်သွားလေဧဝံဂေလိကျမ်းစာထဲမှာအစီကံလိုပဲကိုယ့်အလုပ်ကိုကိုယ်လုပ်တာလောက်ပဲရှိပါတယ်။ဘာမှရည်ကြည်ခွင့်ချက်မရှိပါဘူး။အင်ရှင်ကအင်ရှင်အလုပ်လုပ်အစီကံကအစီကံအလုပ်လုပ်ဒါပဲ။အဲ့လိုကိုယ့်အလုပ်ကိုယ်စီလုပ်ကြရမှာအင်ရှင်ကအစီကံကိုကြီးစုတင်ရဦးမှာလားဗျာ။ဒီလိုပဲကျွန်တော်တို့လည်းဖရာဘော်ယုံကြည်ပြီး ဖရာအလိုတော်ကိုလုပ်လို့ဖရာကခမရကိုကျေစုတင်နေရဦးမှာလားခမရကတော့ဖရာကိုကျေစုတင်ရဦးမှာဖရာအလိုမှန်တာ တရားတာလုပ်ခွင့်ရလို့ဖရာကိုကျေစုတင်ရမှာပါ အမှန်ပါကိုကိုကိုသဘောထားရမှာကငါတို့ဟာဒီလောကမှာဖရာရဲ့အလိုတော်ကိုလုပ်ဖို့အသက်ရှင်နေထိုင်ကြတဲ့ဖရာရဲ့အစီကံလို့ ဘောထားမှမှန်မေဒါလှုပ်လို့ငါကောင်းလို့ငါကဖះကြိုက်တာလှုပ်လို့ဖះကငါကိုဒါပေးသင့်တယ်လို့မယူဆရပါဘူးဒါလှုပ်နိုင်တာကိုပဲတကယ်ကြီးမြတ်တဲ့ဖះပေးတဲ့ဆုလက်ပါပဲအဲ့လိုလူကမှန်မှန်ကန်ကန်နေတယ်ကောင်းတာကိုလှုပ်တယ်ဆိုတဲ့လူကအမြဲစိတ်ကြည်တယ်ပျော်တယ်စန့်ကျင်ခံရရင်တောင်စိတ်မပြတ်ဘူး အပြုံးမပြတ်ဘူးအဲ့ဒီလူဖြစ်လာတာမထူးဆန်းနဲ့လူကမှန်ရာကိုလိုက်တယ်သူ့အော်တဘစိတ်တိုင်းလိုက်တယ်ဆိုတဲ့လူတွေက သူ့ဘေးမှာဖျားရှိနေတယ်လို့အမြဲခံစားနေရတယ်သူထောင်ထဲမှာမတရားခံရခံရသူနဲ့သူဖျားရှိတယ်ဆိုတာတိတာခံစားရပါတယ်ဒါကြောင့်အမှန်တရားတရားမျှတခြင်းတွေထောင်ကျနေတဲ့လူတွေတတ်ကြည့်ရှိရှိပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်တာပေါ့သူသိတယ်လေသူကသူ့ကိုယ်သူမလှည့်စားဘူးဘုရားပေါ်မှာလည်းတစ္ဆာရှိတယ်ဆိုတာသူသိတယ်သူ့ကိုယ်သူမလှည့်စားဘူးဆိုတာကသူ့အော်တပစိတ်အတိုင်းလိုက်တယ်ဆိုတာကိုပြောတာပါဘုရားပေါ်တစ္ဆာရှိတယ်ဆိုတာကဘုရားရဲ့တရားတော်အတိုင်းတရားမျှတတာကိုလုပ်တယ်စိတ်ကောင်းထားတယ်မယုံပါဘူးဒါကိုပြောတာဒါကြောင့် အဲ့ဒီလူကဘယ်တော့မှစိတ်ပြည့်မသွားဘူးလို့ပြောတာပေါ့ဒီနေ့ဖတ်ရတဲ့ပထမကျမ်းရဲ့အဆုံးမှာဘာရေးထားတယ်လဲဖြောင်းမှတ်တော်သူဒီကသူဤယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်တဲ့သူယုံကြည်တဲ့အမှန်တရားအတိုင်းတည်တဲ့အထိသူနေမှာပဲနောက်ပြီးအဲ့ဒီကျမ်းစာထဲမှာရေးထားတာကမာနထောင်လွှားသောသူကိုကြည့်လို့သူ၌ဘုံသိက္ခာမရှိအဲ့ဒါအဆိုးဆုံးပဲ ဖြောင်းမတဲ့လူကောင်းတယောက်က မတရားထောင်ချခံရရင်ခံရမယ်။ဒါပေမဲ့ဂုံတိတ်ခကြီးတယ်နော်။ကောင်းတဲ့လူတိုင်းကသူ့ကိုလေးစားချစ်ခင်ကြတယ်။သူတည်သွားရင်တောင်သူ့နာမည်ကောင်းကဘယ်တော့မှမသေးဘူး။အဲ့လိုလူရဲ့ယုံကြည်ခြင်းကဘယ်တော့မှမသေးတဲ့ယုံကြည်ခြင်းပါပဲ။တကယ်ပဲသူကဖះကိုယုံကြည်စိတ်ချနိုင်တဲ့သူပါပဲ။ဒီနေ့ဖတ်သွားတဲ့ကျမ်းစာတော်တွေအားဖြင့် သိရတဲ့ယုံကြည်ခြင်းမျိုးကကိုယ့်ဘက်ကလုံနိုင်တာအကုန်ကြိုးစားလုပ်ပြီးရင် ကျန်တာကိုဖျားလက်ထက်အနှံ့ဖို့စိတ်ချစရာတိုးတယ်။ဒီနေ့ဒုတိယကျမ်းစာမှာရှင်ပေါလုကသူ့တပည့်တိမောသေကိုဘယ်လိုဆုံးမထားသလဲ။တရားသခင်ရဲ့တကူတော်ကို အမိပြု၍ဧဝံဂေလိကျားတော်အတွက်ဒုက္ခဆင်းရဲကို မျှဝေခံထမ်းတော်တဲ့။တရားသခင်ရဲ့တကူတော်ကို အမိပြုဖို့ယုံရမယ်။ တချို့ကကိုလုံနိုင်တာအကုန်လုံပြီးရင်မှားတာလေးတခုခုရှိခဲ့တယ်ဆိုရင်ဒေါသပေါက်ပွဲတတ်တယ်ဒီလိုအကြီးကဲတွေကအလုတ်လုတ်တဲ့အခါသူလုတ်တဲ့အလုတ်ကို သူ့လက်ထဲမှာပဲထားရတယ်ဒါကြောင့်ဒေါသပေါက်ပွဲတာလေဖခင်ရဲ့လက်ထဲမှာအနှံပြီးအလုတ်လုတ်တဲ့လူက နားလေပြီးတတ်တယ်ခံယူတတ်တယ်ယုံကြည်တဲ့လူကဖခင်ဥဆောင်လိမ့်မယ်ဆိုတာကိုယုံကြည်တယ် စိတ်ချတယ်ပထမကျမ်းစာတွေကလို့ဖះကအချိန်တန်ရင်လှုပ်လိုက်မယ်ပေးလိုက်မယ်ဆိုတာ သူယုံနေဒါပေမဲ့မယုံတဲ့လူကတော့အချိန်မဆောင်ကျင်ဘူးအမှန်ကတိုးတဲ့ဖွင့်ပြိုးလာဘူးပြောင်းလဲလာဘူးဆိုတာ အချိန်လိုတယ်လေယုံကြည်ခြင်းရှိတဲ့လူကလည်းဆက်ပြီးယုံကြည်နိုင်ဖို့ဖះကဘာဖြစ်စေခြင်းတလဲဆိုတာ သင်ယူလေ့လာစရာလိုတယ် ကျမ်းစာဖတ်ကြည့်စရာလိုတယ်။ဒါကြောင့်ရှင်ပေါ်လူကတိမောတေကိုငါထာမသင်ကြားနာခဲ့ရတဲ့မှန်ကန်သောယူဝါဒနှင့်အတူခရစ်တော်၌တည်ကြည်သောယုံကြည်ခြင်းနှင့်ချစ်ချင်းမေတ္တာကိုလိုက်နာကျင့်ကြံလောတဲ့။ငါစီကသင်ကြားတဲ့အမှန်တရားတွေငါစီကသင်ကြားခဲ့တဲ့မှန်ကန်တဲ့ယူဝါဒတဲ့။အဲ့ဒါသင်ကြားစရာလိုတယ်။ ဒီလိုယုံကြည်တဲ့အတိုင်းကြင်ကြနေထိုင်နိုင်ဖို့ကဝိညာဉ်တော်ဖျားရဲ့အားတကူကျေးဇူးလိုအပ်လှပါတယ်။ဒါမှယုံကြည်ခြင်းကြောင့်စိတ်ပြည့်စရာကျုံးလာတိုင်းခွန်အားနဲ့စိတ်ယုံကြည်နိုင်ပါပါ။ငါတို့တွင်ဂိမ်းအောင်နေသည့်ဝိညာဉ်တော်မြတ်အားဖြင့်သင်အားအပ်ထားသောတမန်တော်ကိုထိမ့်သိမ့်စောင့်ရှောက်တော် နာရှင်သူအားလုံးဘောဖျားဖြင့်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။ ဝါလာအတွက်ဘုရားမင်းကြီးလီယိုရှင်သူမြတ်၏ဆုတောင်းရာကြီးရွယ်ချက်အကြောင်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ယံမင်းကြီးရဲ့ဆုတောင်းကတော့ယုံကြည်သူဘာသာဝင်များဆုတောင်းကြပါ။မတူညီသောဘာသာရေးအစဉ်အလာမျိုးမျိုး၌ငြိမ်းချမ်းရေးတရားမျှတမှုနဲ့လူသားချင်းချင်းချစ်ခင်ယဉ်နီမှုတို့ကို ကာကွယ်မြင့်တင်ရန်အတွက်သူတို့ကပူပေါင်းဆောင်ရွက်နိုင်ကြစေရန်ဆုတောင်းကြပါစို့။ဩဒခင်ယေရှု ကိုယ်တော်သည်ကွဲပြားခြားနာခြင်းများကြမှတလုံးတဝရီဖြစ်စေပြီးလူတဦးစီတိုင်းကိုမြစ်တာဖြင့်ကြည်ရှုတော်မူပါ၏ကျွန်ုပ်တို့အားမိမိကိုယ်ကိုညီအကိုမောင်နှမအဖြစ်အတိအမှတ်ပြုနိုင်ရန်ကူညီတော်မူပါ အတူတကွနေထိုင်နိုင်ရန်ဆူတောင်းနိုင်ရန်လှုပ်ဆောင်နိုင်ရန်နဲ့ဘဝရည်မှန်းချက်များအကောင့်ထဲဖို့နိုင်ရန်ခေါ်တော်မူခြင်းခံရသူများဖြစ်ကြပါသည် ကျွန်ုပ်တို့သည်လှပမှုအပြည့်ရှိသောကဘာကြီးတွင် နေထိုင်ကြပါ၏။သို့သောနေဆိုင်သောသဘောထားကွဲလွဲမှုဖြင့်ဒဏ်ရာများလည်းရနေပါ၏။တခါတရံတွင်ဘာသာတရားသည်ကျွန်ုပ်တို့ကိုစူးစီးစေမည်အစားရင်ဆိုင်တိုက်ခိုက်မှု၏အကြောင်းရင်းများဖြစ်လာတတ်ပါသည်။ကျွန်ုပ်တို့၏နှလုံးသားများကိုတန်ရှင်းစေရန် ကိုရိုင်းဝိညာဉ်တော်ကိုပေးသနာတော်မူပါ။ သို့မှသာကျွန်ုပ်တို့ကိုစူးစီးစေသောအရာကိုအတိအမှတ်ပြုနိုင်ပြီးထိုအခြေခံမှစတင်၍ပြန်လည် နားထောင်တတ်ရန်နှင့် ဖြည့်စည်ခြင်းမရှိဘဲပူပေါင်းဆောင်ရွက်တတ်ရန်ပြန်လည်သင်ယူနိုင်ကြပါမည်။ဘာသာတရားများအတွင်းမှငြိမ်ချမ်းရေးတရားမျှတမှုနှင့်ချစ်ကြည်ရင်းနှီးမှုတို့၏လက်တွေ့ဥပမာများသည်ကျွန်ုပ်တို့အားဖြစ်နိုင်ကြောင်းယုံကြည်နိုင်ရန်တွန်းအားပေးပါစေ။အတူတကွနေထိုင်၍အလုပ်လုပ်ရန် ကျွန်ုပ်တို့၏ကွဲပြားခြားနားမှုများထက်ကြော်လွန်၍ဖြစ်နိုင်ကြောင်းဘာသာတရားများသည်လက်နှင့်များသို့မဟုတ်နာယံများဖြင့်အသုံးမပြုဘဲတရားများပရောဖက်ပြုချက်များဖြင့်ရှင်သန်နေထိုင်နိုင်ကြပါစေကျွန်ုပ်တို့အားလုံးကောင်းကျိုးအတွက်ဘဝရည်မှန်းချက်ကိုယုံကြည်လက်ခံနိုင်စေခြင်းဘဝကိုလမ်းပြခြင်း မျှော်လင့်ချက်ကိုထိန်းထားခြင်း ကွဲနေသောကဘာကြီးတွင် စီလုံးချင်းတစေဖြစ်စေတော်မူပါအာမင်ဤတွင် Radio Veritas Asia အာရှသမတရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွှင့်လို့ပြပါသည်။ ဟောတာရှင်ပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ